အမင်းရှိမှဖြစ်တာသူကအဲ့လိုမျိုးလာမင်းတရက်အင်ပြန်သွားတော့မှအမင်းပြန်မင်းမရှိရနေရဖေးကြီးအားငယ်ဆိုအဲ့လိုပြောတာဆိုတော့ကျောနှလုံးသွေးကြောရောင်တာပေါ့အဲ့နှလုံးသွေးကြောရောင်တဲ့ဟာကိုခွဲစိတ်ကုသပြီးတော့မှအဲ့မှာဥပြန်ပိတ်သွားဥပြန်ပိတ်ပြီးနောက်ပြန်ထက်ခွဲရနှစ်ခါခွဲတလို့ဖြစ်သွားတာပေါ့ဆိုတော့အသက်ကြီးပြီးဆိုတော့တော်တော်လေးခံလိုက်ရတာပေါ့ဟုတ် ိရတော့အဖေအဖေကိုတင်နှွေးနေရဲ့ကိလိုက်နိုင်တယ်အဲပြီးတော့တလခွဲနှစ်လနီးပါးလောက်ပေါ့နော်အဲအဲ့လိုမျိုးစိတ်ထိခိုက်ရတာပေါ့ကိုမိဘဟောဖြစ်တယ်ဆိုတော့ဟုတ်အခုကတော့တော်တော်လေးတော်တော်လေးကောင်းသွားပြီဟုတ်လို့ဒီပါအလုပ်တွေလည်းအကုန်နားရတယ်စိတ်ယုံမှိုင်းပဲနေရကိုယ်လည်းစိတ်ယုံမှပဲအဖေ့ဘီနာမှပဲထောက်ချောင်းနေပြီးတော့အဲ့လိုမျိုးသူသူဆိုရတာပေါ့ဟုတ်နှလုံးသွေးကြောနှလုံးသွေးကြောနှလုံးသွေးကြောရောင်တာပေါ့အဲ့နှလုံးသွေးကြောရောင်တဲ့အခါကိုခွဲစိတ်ကုသပြီးတော့မှအဲ့မှာဥပြန် ပိတ်သွားဦးပြန်ပိတ်ပြီးနောက်ပြန်ထက်ခွဲရနှစ်ခါခွဲတူလို့ဖြစ်သွားပါဘောဆိုအသက်ကြီးပြီဆိုတော့တော်တော်လေးခံလိုက်ရတာပေါ့ဟုတ်85နှစ်ရှိပြီဟုတ်အစာမလို့လည်းတော့ကျူးစားလိုက်ရတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြန်ပြန်ပြောရင်ချွေးတွေပြန်လို့အဲတော်တော်လေးတော့ကျူးစားရတာပေါ့အဖေဟိုဟာဖြစ်သွားပြန်ကောင်းလာအောင်အများကြီးလုပ်ခဲ့ရမပြောတော့ပြန်မပြောတော့ပါ စမ်းမာဝိုင်းဒါပေမဲ့လည်းဟိုအရင်တော့လောက်တော့ဟိုအားရင်ပြ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 တော့မရှိဘူးပေါ့နော်ဒီအသက်ရွယ်မှာနှစ်ခါခွဲစိတ်ထားရတာရောပြီးတော့ဟိုအစာရေစာရေဖြတ်တောက်ထားပြီးမှနှစ်လနှစ်လ၄ပါလောက်ဆိုတော့တော်တော်လေးတော့ခုလန်လန်ထူအောင်တော့မနေစူးစမ်းနေရပေါ့လမ်းလျှောက်နေအောင်တော့တော်တော်စူးစမ်းရတယ်ဒါပေမဲ့အဖေကစိတ်အရမ်းမှာတော့အခုလမ်းနေပါရည်လေသူတို့တောင်ဝင်းနဲ့ရှောင်နေပြီအဲ့တော့သူအဲ့တောင်ဝင်းတွေပါသူမကင်ချင်မကင်လို့ရလားအဲ့လိုမေးတယ်မရဘူးကင်ရမှာတော်တော်လေးတော့โอเคနေပါဟုတ်ဝမ်းတာပါပေါ့နော်လာမင်းကတော့ အဓိကအဲ့ဒါပဲလीเนาะအဓိကကိုအငွေဘလောက်ကုန်ကုန်အရေးမကြီးဘူးအအဓိကတဖြည်းပြန်ပြီးတော့ကောင်းဖို့ပဲအရေးကြီးပါအဲ့ဒါကြောင့်မို့လို့အာတုံခွန်ဆိုင်တော့လုတ်ခဲ့တာပေါ့เนาะအဆရာဝန်ဆရာဝန်တွေရဲ့အထုကူကြီးတွေရဲ့ကျေးဇူးလည်းပါပါတယ်အဓိကတော့ဆရာမကြီးတော်ဝင်းကျော်ပေါ့เนาะဒီနေ့ကနေအရင်ကျေးဇူးတင်ပါဆရာမကြီးကျေးဇူးကြောင့်အဖေအသက်ရှင်လိုက်နိုင်တာ အရန်ကန်ကောင်းတာပေါ့လာမယ့်အခုဒီတက်ရွယ်ထီအဖေရောမေရောရှိနေသေးရအရန်ကန်ကောင်းပါတယ်အယုံကမှာအဖေရှိနေတာကြီးကအဘာနဲ့မှလဲလို့မရဘူးပေါ့နော်ပြောတာပြောတာအဲ့ခုသူဆက်လိုက်ကိုတောက်ချင်နေတယ်အဲ့နည်းနည်းလေးဟိုဆက်လိုက်ရမ်းကြိုက်တာလေဆိုတော့လက်ဖေးဆိုင်ထိုင်ရတယ်ကြိုက်တယ်ဆက်လိုက်တောက်ရတယ်ကြိုက်တယ်ဆိုတော့ ခုဒီဟာခွဲစိတ်ပြီးွားမှအဲ့လိုဖြစ်သွားတာအရင်တော့ဒါပေမဲ့အဲ့လိုဖြစ်သွားလဲဒါအခုသူ့ကိုကိုကကြောက်နေရတော့မယ်လေညာဘက်ဒီနိုင်အောင်တွေပါယူထွက်ပြီးပြန်လို့နောက်ကြရင်လည်းအခုချိန်ကြီးစုခမ်းရတော့မယ်မညာအခုချိန်ကြီးသူ့လက်အောက်ကမလွတ်သေးဘူးအလုတ်ရှိတဲ့ရက်ဆိုရင်တော့အလုတ်ရှိတဲ့ရက်ဆိုလာမယ့်ရတဲ့ပတ်စံအကုန်ကရော့တာဟိုတဝက်နီးပါးလောက်ကရော့တာဆိုတော့ तू ကအလုတ်ရှိတဲ့ရက်ဆိုအလုတ်လို့ပြောထွက်ရင်ရတယ်အလုတ်ရှိရက်ကဲပြီးထွက်တဲ့နေ့ဆိုကိုကလည်းစမ်းမရအောင်လေမကတော့ဘူးလေအဲ့နေဆိုသူတည်တယ်အဲဒါအလုံးမရှိပဲတက်တက်ထွက်ကဲရဆိုတော့တည်တယ်အဲ့တော့ဘာဖြစ်ရောလားကိုကိုကလေးလိုဝင်နေတယ်ကတော့ဒါ คลีโลပဲคลีโลပဲမြင်တယ်อ่ะဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်อืมだからตู้ใส่ทํามาတော့คลีโลပဲမြင်မြင်လို့ပေါ့เนาะအဲကြောင့်မို့လဲကိုကလဲဘယ်လိုပဲဖြစ်အဲ့မှာကိုကအင်တာဝင်းစီလိုပြန်ဖြစ်နေပြီဆိုပေမဲ့လဲအဖေစကားတော့အခုချိန်ဒီနားထောင်တော့မဲကြောက်ရတော့မဲตู้လောက်มาနေရတော့မဲပေါ့မဟုတ်တာတခုလုတ်ချင်လဲခိုးလုတ်ရတော့မဲအဲ့အဲ့ 음ရတော့ရပါတယ်အဆုခံရတာပေါ့ပြောခံရတာပေါ့ပြောထွက်ချင်တော့ပြောခံပြီးထွက်ပေါ့ဘယ်လိုမျိုးဒါမှလည်းအမြဲတမ်းထွက်ပါဘူးလားမင်းလည်းအမြဲတမ်းဟို night out ကိုကြိုက်တဲ့နေရာမှာမပါဘူးအမြဲတမ်းထွက်တဲ့နေရာမှာလည်းမပါဘူးဘယ်လိုမျိုးအမြဲတမ်းလည်းထွက်တတ်ဘူးလှုပ်ရှိမှပဲထွက်တာများပါတယ်တခါတည်းတကယ်ချင်းမွေးနေလောက်ပေါ့နော်အဲ့လောက်ပဲထွက်တာဘယ်လိုပဲဖြစ်ဖြစ်ကိုကိုမှာပေါ့နော်မိဘတွေရှိသေးတယ်ဆိုလို့ရှိရင်အဲ queue site ကြပါကိုမိဘတွေဟိုပေါ့နော်အဲသူတို့အတွက်အဲ့လိုမျိုးဟိုစိတ် သူတို့နာမနေပြီးပါပေါ့နော်သူတို့စိတ်ချမ်းသာအောင်နေပြီးပါပေါ့အဲ့လေးပြောချင်ပါတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လာမင်းရှိမှဖြစ်တာသူကအဲ့လိုမျိုးလာမင်းတည့်ရဲ့အိမ်ပြန်သွားတော့အာမင်းပြန်မင်းမရှိရနေရဖိအားငယ်ဆိုအဲ့လိုပြောတာဆိုတော့